ျွန်တော်တို့လက်ရှိအနေအထားမှာလာရှိုးမျိုးကိုလာရှိုးမျိုးကနေပြီးတော့ MNDA တွေကဆုတ်ခွာသွားပြီလက်ရှိအနေအထားမှာလာရှိုးမျိုးကိုပြန်ပြီးတော့အုတ်ချုပ်ရေးပေါ့နော်အုတ်ချုပ်ရေးတို့တရားစီရင်ရေးတို့ကျန်တဲ့တင်ငင်အေးချမ်းမှုတွေလက်ရှိအနေအထားမှာပြန်တည်ဆောက်နေပြီပြန်တည်ဆောက်နေပြီအဲ့တော့ကျွန်တော်တို့ကဒီလာရှိုးမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရဲ့နိုင်ငံရေးပေါ့နော်စစ်ရေးစီးပွားရေးစသည်အဖြစ်ပေါ့နော် ဒီအနာဂတ်ကိုကျွန်တော်တို့ကဟိုစဉ်းစားကြည့်တာပေါ့စဉ်းစားကြည့်တာဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာသကိုင်းတိုင်းနေရာအတော်များများသကိုင်းတိုင်းနေရာအတော်များများအဲနောက်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာချင်းရှိမယ်ရခိုင်ရှိမယ်နောက်ဘက်မှာကယားရှိမယ်ပေါ့နော်ဒီပြည်နယ်တွေမှာကလက်ရှိအနေထားမှာအဓိကအဖြစ်လက်နက်ကင်ကြမ်းဖက်မှုတွေဖြစ်ပွားနေတယ်။ဒါပေမဲ့ဒီလက်နက်ကင်ကြမ်းဖက်မှုတွေဟာတစ်ချိန်ချိန်မှာပြီးဆုံးသွားရမယ် ပြီးဆုံးသွားလိမ့်မယ်တစ်ကဆွေးနှီးညှိနှိုင်းခြင်းဖြင့်ပဲဆွေးနှီးညှိနှိုင်းခြင်းဖြင့်တော့၎င်းတက်မတော်ကဒီလက်နက်ကင်အုပ်စုတွေကိုပြက်ပြက်သားသားတိုက်ထုတ်လိုက်ခြင်းဖြင့်တော့၎င်းဒီစပွဲတွေကပြီးတော့မှာဒါပြီးတော့မှာဆိုတော့အဲ့တော့ဒီလိုပြီးသွားရင်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်မလဲဆိုတော့လက်ရှိကျွန်တော်တို့ကလာရှိုးမှာဖြစ်နေတဲ့အဖြစ်အပျက်တွေနဲ့ကျွန်တော်တို့ကလေ့လာတဲ့ ဘယ်လိုကောင်းမလဲအဲဘယ်လိုကောင်းလာရှိုးမှာလက်ရှိဖြစ်နေတဲ့အဖြစ်အပျက်တွေပေါ်မှာအခြေခံပြီးတော့ဗောနော်အဲဒါတွေဖြစ်လာနိုင်လားအကြိမ်ဒါတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးလေးတွေဗောနော်ကျွန်တော်တို့ကဒါမျိုးလေးတွေကြိုပြီးတော့ဟိုဘယ်လိုကောင်းမလဲသုံးသက်ထားသင့်တယ်လို့ကျွန်တော်တို့ကဒီလိုသုံးသက်တာဗောဥမာအဖြစ်လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းကျင်းမှာကျွန်တော်တို့ခလာဒီလက်နက်ကင်ကြမ်းဖက်မှုတွေပေါ်ပေါက်နေတဲ့အတွက်ဒီလက်နက်ကင်ကြမ်းဖက်မှုတွေကို ဘယ်လိုခေါ်မလဲပြန်ပြီးတော့တိုက်ခိုက်ဖို့ဟုတ်လားပြန်ပြီးတော့စန့်ကျင်ဖို့ဒါတွေအတွက်ကိုကျွန်တော်ဒီဘက်မှာနိုင်ငံတော်အစိုးရအနေနဲ့တခြားကာကွယ်ရေးဥပမာပြအဓိကအဖြစ်တော့ပြည်သူစစ်ဆိုတဲ့ကာကွယ်ရေးအဖွဲ့တွေဖွဲ့ထားတာရှိတယ်ဒီပြည်သူစစ်ဆိုတဲ့ကာကွယ်ရေးအဖွဲ့တွေထဲမှာလည်းအဓိကအဖြစ်တော့ကျွန်တော်တို့ဒေသကိုချင်းမြတ်လို့တဲ့လူတွေဟုတ်လားကိုဒေသကိုကာကွယ်ခြင်းတဲ့သူတွေစသည်အပြည့်ပါဗျာဒီလိုလူမျိုးတွေပါကြတယ်ဒီလိုလူတွေကလည်းလက်ရှိနေထားမှာသူတို့ကစစ်ပညာတွေကို တက်ကြွသွားတယ်။လက်နက်တွေကိုဘယ်လိုကင်တွေအသုံးပြရမလဲဆိုတာသိသွားတယ်။အဲ့တော့တစ်ချိန်ပေါ့ဗျာတစ်ချိန်မှာဒီနေရာဒေသတွေအေးချမ်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလူတွေကိုအဲ့တော့တခြားအလုပ်အကိုင်တွေမှာပဲဖြစ်ဖြစ်ဒီတက်မတော်မှာပဲဖြစ်ဖြစ်တာဝန်ထမ်းဆောင်မှုဆက်ပြီးပေးမှလားဆိုရယ်မိကုန်းနေရှိလာတာပေါ့နော်။ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာကျွန်တော်လာရှိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တချို့ဟာလေးတွေကျွန်တော်ပြောပြမယ်။လာရှိုးမှာတဲ့ပြည်သူစစ်လုပ်ဖူးသူတွေနဲ့ ကိုကဲစီမှာ လုံုံရေးလှုပ်ဘူးသူတွေလက်နက်မအပ်ဖ ೇನೆ ဓမြတိုက်နေတဲ့ဒီသတင်းလေးတခုကျွန်တော်ဖတ်လိုက်ရတယ်လာချိုးမှာဓမြမှုကျူးလွန်နေသူတွေထဲမှာတဲ့ပြည်သူစစ်လှုပ်ဘူးသူတွေကိုကဲစီမှာ လုံုံရေးလှုပ်ဘူးသူတွေပါဝင်နေကြောင်းဒေသခံတွေစီကသိရတယ်အရင်ကလုံုံရေးဝန်ထမ်းတချို့ကလက်နက်မအပ်ဘဲဓမြတိုက်နေတာရှိတယ်စစ်တပ်ကရှာနေတာအခုထိမတွေ့သေးဘူးလို့ဒေသခံလူငယ်တယောက်ကပြောတယ်အမန်ဒီတင်းချုပ်တုံးကရက်ွက်ထဲကလူမိုက်တွေကိုထိန်းရခတ်လို့ လုံညိုရေးခန့်ထားတာမှာတချို့ကလက်နက်တွေပြန်မအပ်တာရှိရှိတယ်လို့လက်နက်တွေပြန်ပြန်လိုက်သိမ်းလိုက်မသိမ်းနိုင်တာလည်းရှိတယ်လို့ပြောတယ်တဲ့တခိုးကြီးတော့ဓမြဖြစ်တာပါပဲတဲ့အရင်ကလေးကတခိုးတွေတခိုးတွေလေးတဲ့တနတ်တလက်ရဲ့လက်ပစ်ပုံးနှလုံးရည်နဲ့လှုပ်ရှားနေတာတဲ့နာမည်ပေါက်နေတာပဲတဲ့မဖမ်းဖမ်းမမိဘူးတဲ့ပြည်သူစစ်တွေပါတယ်တဲ့အခုလေလုံထင်းကတခိုးတွေကိုပဲခန့်ထားခဲ့တာကိုလို့နောက်ထပ်ဒေသခံတယောက်ကလည်းပြောတယ်တဲ့ တသက်ရရဝစ်ထားပြီးအုပ်စုလိုက်မဒူးကနဲ့လူစီယာလမ်းမပေါ်မှာတောင်းနဲ့တနက်ထောက်လူရနေကြတာလူရနေကြတာလို့သူကပြောတယ်တဲ့နေတိုင်းလူရဓမြတိုက်တာတွေရှိနေတာတောင်းနဲ့သက်ဆိုင်ရာကအေးမလို့တာကြောင့်အာရဘိုင်းနေအပေါ်ဒေသခံတွေကဝေဝေဖန်မှုတွေရှိနေတယ်တဲ့လာရှိုးမျိုးကိုကိုကန့်အမန်ဒီတက်ကတဲ့လာဆာကတပ်ဖွဲ့စီလွှဲပြောင်းပြီးချင်းလာရှိုးထောင်ကစစ်သုံးပံတွေကလည်းစစ်သုံးပံတွေကလွဲလို့တခြားပြစ်မှုမျိုးစုံကျူးလွန်ခဲ့သူကျူးလွန် ခဲလို့အချင်းချခံထားရသူတွေကိုထောင်ခါလှုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုပြီးတော့ဒီလိုရေးထားတယ်ဗျအဲ့တော့ဒီမှာကလက်ရှိအနေအထားမှာလာရှိုးမျိုးကန်နေဂျုံတွေ့နေရတဲ့အခက်အခဲတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကအကြိမ်တိုင်းပြီးပြန်လည်ညဉ့်ညမ်းရေးတည်ဆောက်မယ်ဟလာဦးလက်နက်ကင်ပြိပခါတွေမရှိတော့ဘူးလက်နက်ကင်အကြမ်းဖက်မှုတွေမရှိတော့ဘူးဆိုရင်လက်ရှိအနေအထားမှာပြည်သူစစ်ပဲဖြစ်ဖြစ်ပေါ့ဗျထားပါတော့တခုခုတမျိုးမျိုးပေါ့နော်ကုတေသားကိုကာကွယ်ခြင်းတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့ ဒီလူတွေကင်ထားတဲ့လက်နက်တွေကိုဘလို့ပြန်သိမ်းကြမလဲဆိုတာကကျွန်တော်တို့ဟိုဘလို့ခေါ်မလဲစဉ်းစားမယ့်အရာတခုဖြစ်လာနိုင်တယ်လို့ကျွန်တော်ဒီအဖြစ်အပျက်တွေကိုကျွန်တော်ဒီ last show ရဲ့နော်အဖြစ်အပျက်တွေကိုကျွန်တော်ဟိုဖတ်ပြီးတော့ကျွန်တော်စဉ်းစားမိတာပေါ့နော်အရင်တော့ကလုံုံရေးဝန်တန်းတချို့ကတဲ့လက်နက်မှတ်ပဲဓမြတိုက်နေတာသူကအဓိကအဖြစ်တော့သူက MNDAA တွေက last show မြို့ပေါ်မှာရှိတဲ့ဟုတ်လားဘလို့ခေါ်မလဲ နည်းနည်းပေါ့ဗျာဟိုဇာရှိတဲ့လူတွေလူမိုက်တွေပေါ့နော်တထင်းရခက်လို့လုံုံရေးခန့်ထားတာအဲအဓိကအဖြစ်တော့ဒီ MNDA ထိန်းချုပ်တုန်းကရက်ွက်ထဲမှာရှိတဲ့လူမိုက်တွေကိုထိန်းရခက်လို့လုံုံရေးဆိုပြီးခန့်လိုက်တာပေါ့အဲ့လူတွေကလက်ရှိအနေထားမှာသူတို့တနတ်ကြောင်းကောင်းအောင်တည်သွားတယ်နောက်တစ်ခုကဒီတနတ်ကနေပြီးတော့ငွေရှာလို့ရတယ်ဆိုတော့သူတို့ကောင်းကောင်းတည်သွားတယ်အဲ့တော့လက်ရှိအနေထားမှာတချို့တော့လက်နဲ့ပြန်မအပ်ဘူးပေါ့ လက်နဲ့ပြန်မှတ်ပဲနဲ့သူကအရင်တည်းကလည်းမိုက်ကုံလေးတွေရှိနေကြတဲ့အခါကျတော့သူကလက်ရှိနေထားမှာဒါတွေနဲ့ဓမြတိုက်တာတို့ပြန်ပြီးဆွဲတာတို့လုပ်နေတယ်ဆိုတဲ့ပြဿနာတွေပေါ့နော်ဆိုတော့ဒါတွေကကျွန်တော်တို့လက်ရှိအနာပိုင်းနေအနေနဲ့ပေါ့နော်ဒီလာရှိုးကိုကျွန်တော်တို့ကနမူနာယူပြီးတော့ဥမာလာရှိုးလိုမျိုးဟုတ်လားလာရှိုးကနေပြီးတော့ MNDA တွေထွက်ခွာသွားတာတော့ကျွန်တော်တို့ဒီဘက်ကလူညုံရေးဖွဲ့စည်းတဲ့အနေနဲ့ ဒီဒေတာကိုလုံလုံမထိမ့်သိမ့်နိုင်ဘူးဆိုရင်ဒါကတတိုင်းပြည်လုံးမို့နော်ဥဥထားပါတော့ရခိုင်လိုနေရာမျိုးပဲဖြစ်ဖြစ်အခုဟလာစကိုင်းလိုနေရာမျိုးပဲဖြစ်ဖြစ်မကွေးလိုနေရာမျိုးဖြစ်ဖြစ်ကယားလိုနေရာမျိုးဖြစ်ဖြစ်အဲ့နေရာတွေကိုတက်မလို့ကပြန်ထိမ့်သိမ့်လိုက်ပြီးတဲ့အချိန်ကြရင်ကျွန်တော်အဲ့ဒေတာတွေတည်ငင်အောင်ဘလို့တိဆောက်မလဲဘလို့ပြန်ပြီးတော့ပုံဖော်မလဲဆိုတဲ့မိကုန်းနေထွက်လာတယ်။တော့မိကုန်းနေထွက်လာတယ်။အဲ့တော့အဓိကအဖြစ်တော့ကျွန်တော်တို့က ဒီ last show မှာအခုလက်ရှိဖြစ်နေတဲ့အရာတွေကိုကျွန်တော်နောက်လာမယ်ဟလာငင်းငယ်ကြီးလုပ်ငန်းစဉ်တွေဒီဂျပန်အုပ်စုတွေရှိကလက်နက်တွေဖြုတ်သိမ်းမှုတွေဒါတွေအတွက်ကိုကျွန်တော်တို့က last show ကို နမူနာယူပြီးတော့စဉ်းစားဖို့လိုအပ်တယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်တာပေါ့နော်သူလိုလိုအပ်တယ်လိုအပ်တယ်လို့သူသုံးသပ်တယ်ဘာလို့ last show ရဲ့ပြန်လည်ထောင်ရေးလုပ်ငန်းတွေမှာဘလို့ခက်ခဲတွေရှိတယ်လဲဆိုရဘက်မှာအားနေအားနေချက်တွေပါတယ်ရှိတယ်လဲ ဟုတ်ပြီ MNDA တွေရောဘာတွေလုတ်သွားတယ်လဲဒါတွေကိုနိုင်ငံတော်အစိုးရအနေနဲ့ပြန်ပြီးတော့တည်ငြိမ်အောင်ကြိုးစားတဲ့နေရာမှာဘလို့အခက်အခဲတွေတွေ့တယ်လဲပေါ့နော်ဒါတွေကကျွန်တော်တို့ဒါတွေကိုနမူနာယူဖို့လိုအပ်မယ်လို့နော်ကျွန်တော်တို့ဒီလိုသုံးသပ်တယ်ဒီလိုသုံးသပ်တယ်ဒါလေးကိုသုံးသပ်ချင်လို့ကျွန်တော်ဒီသတင်းလေးကိုဖတ်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာအနေနဲ့ပေါ့နော်နိုင်ငံတကာသတင်းပေါ့နိုင်ငံတကာသတင်းသတင်းကပါလဲဆိုတော့အဓိကအဖြစ်နိုင်ငံရေးမှာပေါ့နော်နိုင်ငံရေးမှာ ထาวရယံသူထาวရမိတ်ဆွေမရှိဘူးလို့နိုင်ငံရေးဂုရုကြီးတွေကပြောခဲ့တာရှိတာဗောနော်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးမှာထาวရအကျိုးစီးပွားပဲရှိတယ်။အဓိကအဖြစ်ကတော့နိုင်ငံရေးမှာထาวရအကျိုးစီးပွားဆိုတော့ဘာကိုခေါ်လဲဆိုဥမာနိုင်ငံနိုင်ငံတော် အတွက်နိုင်ငံရေးလုပ်နေတယ်ဆိုလို့ရှိရင်လေတချို့ကိစ္စတွေမှာနိုင်ငံတည်ငြိမ်မှုအေးချမ်းမှုပြန်လည်ထူထောင်မှုအတွက်ဟာလာလက်နက်ကင်ထားပါတယ်ဆိုတဲ့အုပ်စုတွေ ਨੇ ဆွေးနွေးရတာတွေရှိမယ်။အပေးယူလို့ရတာတွေရှိမယ်။အဲ့တော့အဲ့လိုလုပ်တဲ့အခါကျရင် အာဒီလူနဲ့ငါတို့နဲ့တချိန်လုံးရန်ရန်သူတွေပဲဟာလာငါတို့အနေနဲ့ဘာလို့ဆွေးနွေးရမှာလဲဆိုတဲ့အရာတွေကို အသေးစုတ်ကြိမ်မထားပဲနဲ့ဒီလိုဆွေးနွေးခြင်းအပြင်ငါတို့နိုင်ငံအတွက်ငါတို့ဒေသအတွက်ဟာလာဘလို့အကျိုးမြတ်တွေရမလဲဒီလိုအကျိုးမြတ်ပေါ်မှာအဓိကထားပြီးတော့ဆွေးနွေးကြတာအဓိကထားပြီးတော့ဆက်ဆံကြတာကိုနိုင်ငံရေးမှာထာဝရရန်သူထာဝရမိတ်ဆွေမရှိဘူးလို့နိုင်ငံရေးကုလူကြီးတွေကဒီလိုပြောခဲ့တယ် ဒါပေမဲ့ထาวရအကျိုးစီးပွားပဲရှိတယ်ဗောနော်ထาวရအကျိုးစီးပွားဆိုတာကိုယ်နိုင်ငံအတွက်လည်းဖြစ်ဖြစ်မယ်တတိပုဂ္ဂလအကျိုးစီးပွားလည်းဖြစ်ဖြစ်စသည်အရမျိုးဒါပဲရှိတယ်လို့ဒီလိုမျိုးသုံးသပ်ခဲ့ကြတာဗောနော်အဲ့ဒါအဓိကကျွန်တော်ဗာပြောချင်တာလဲဆိုတော့သမ္မတဒိုနယ်ထရန့်လက်ရှိအနေထားမှာဆော်ဒီအာရေဗျာနိုင်ငံဗောနော်အဓိကအရှေ့လေပိုင်းနိုင်ငံတွေကိုအလဲဘက်ခီးရောက်နေအောင်အဓိကအဖြစ်တော့အမေရိကန်သူ့အကျိုးစီးပွားအတွက်ဗောနော်သူ့အကျိုးစီးပွားအတွက်ရောက်တာဗောဒါပေမဲ့အဲ့ဒါဘာဖြစ်လဲဆိုတော့လက်ရှိအနေထားမှာဒီဆော်ဒီအာရေဗျာမှာတဲ့မေလ14ရက်နေ့က ဒီဟိုနေ့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆီးရီးယားသမ္မတအာမက်အယ်ရှာအယ်ရှာရာနဲ့ဆော်ရီဗီယာဆော်ရီအာရေဗီယာနိုင်ငံမှာမေလ၁၄ရက်နေ့ကတွေ့ဆုံခဲ့ပြီးဆီးရီးယားနဲ့အစ္စရေးလပုံမှန်ဆက်ဆံရေးထူထောင်ရန်တိုက်တွန်းခဲ့တယ်ပြောလို့ရှိရင်ဒီအရင်တော့ကဆီးရီးယားသမ္မတဘက်ရှာအာဆက်ပေါ့နော်ဘက်ရှာအယ်အာဆက်ပေါ့ဒီအာဆက်လက်ထက်မှာအမေရိကန်ကဆီးရီးယားနိုင်ငံကိုစီးပွားရေးပိတ်ဆို့ခဲ့တာရှိတယ်ဒါကတကယ်မှာပေါ့ နောက်တစ်ခုကလက်ရှိအနေအထားမှာစီးရီးယားနိုင်ငံကိုသိမ့်ပိုက်လိုက်တဲ့လက်ရှိစီးရီးယားနိုင်ငံမှာတမရဖြစ်နေတဲ့သူကတစ်ချိန်လုံးကအမေရိကန်ကဝမ်တက်ရှိခဲ့တဲ့အမေရိကန်ကအလိုချင်ဆုံးအချက်ဖက်ကောင်းဆောင်တယောက်အချက်ဖက်ကောင်းဆောင်တယောက်ဒါပေမဲ့ဒီကနေ့မှာဒီအချက်ဖက်ကောင်းဆောင်ကသူဦးဆောင်တဲ့အဖွဲ့တွေကစီးရီးယားနိုင်ငံကို ပြန်သိမ့်ပိုက်လိုက်တဲ့အချိန်မှာအမေရိကန်တမရကသူတို့လိုချင်နေပါတယ်ဆိုတော့ အကြမ်းဖက်ခေါင်းဆောင်တယောက် ਨੇ လက်ဆွဲနှုတ်ဆက်ပြီးတော့စီးရီးယားနိုင်ငံကိုအမေရိကန်ကပိတ်ဆို့ထားတဲ့ပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးမယ်ဆိုပြီးဒီလိုပြောဒီလိုပြောရတဲ့အစင်းကြီးရှိလာအဲ့တော့ပြောလို့ရှိရင်ကျွန်တော်တို့ကဒါကဘာလဲဆိုတော့ဒီဥပမာလေးတစ်ခုကအလွန်ကျယ်ပြန့်တယ်အဓိကအဖြစ်တော့နိုင်ငံတကာဆက်ဆံရေးတွေမှာထาวရကျန်သူထาวရမိတ်ဆွေဆိုတာမရှိဘူးထาวရအကျိုးစီးပွားပဲရှိတယ်ဆိုတာဒါကိုပြတာပေါ့နော်အဓိကအဖြစ်တော့ ဥမာအဖြစ်ထားလိုက်ပါတော့ဗီယက်နမ်နဲ့အမေရိကန်ဆက်ဆံရေးပေါ့နော်ဗီယက်နမ်စစ်ပွဲတွေဖြစ်တဲ့အချိန်မှာအမေရိကန်ဟာဗီယက်နမ်နိုင်ငံကို အကြစရာ နေရာမကြံလောက်အောင်ကလစတာဘုံတွေကျဲခဲ့တယ်တချို့ဘုံတွေရဲ့တက်ရောက်မှုဆိုလို့ရှိရင်ဒီကနေ့အထီကိုဟုတ်လားလူစင်မမီတဲ့ကလေးတွေမွေးတာတို့စသည်အားဖြင့်ပေါ့နော်ဥပမာပြအုံနောက်ညာရင်မမီတဲ့ကလေးတွေမွေးတာတို့ဒီလောက်အထီတောင် အမေရိကန်က ဗီယက်နမ်လူမျိုးတွေကိုလူမျိုးတုံသွားအောင်လောက်အထီကိုဘုံကျဲတိုက်ခိုက်ခဲ့တာရှိတယ်။ဒါပေမဲ့ဒီကနေ့ဒီအချိန်မှာတော့အမေရိကန်နဲ့ဗီယက်နမ်ဟာရွှေလန်းကိုလန်းနေဖောက်ပြီးတော့တောင်တယောက်စီးပွားရေးတွေအပြန်အလှန်ရင်းနှီးမြှုပ်နှံကြတာတွေစသည်အားဖြင့်မို့ဒါမျိုးတွေလုံနေတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ပြောချင်တာအဓိကအားဖြင့်ကတိုင်းပြည်တပီကိုတကယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်တိုင်းပြည်တပီကိုတကယ်တည်ငြိမ်အေးချမ်းအောင်လုပ်လို့ရှိရင် တခြားကိုကိုဟလာရံဖွဲ့နေတဲ့နိုင်ငံတွေလည်းမနေတာပါဘူးကိုရှိပြေးလာကြရတာပဲဘာကြောင့်လဲသူတို့နိုင်ငံတွေရဲ့အကျိုးစီးပွားအတွက်ပေါ့နော်အဓိကအဖြစ်တော့အဲ့တော့အဓိကကဘာလဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးမှာထောင်ရရန်သူထောင်ရမိတ်ဆွေမရှိဘူးထောင်ရအကျိုးစီးပွားပဲရှိတယ်ဆိုတာနိုင်ငံတကာဆက်ဆံရေးမှာပို့ပြီးတော့တိတာထင်ရှားတယ်ပေါ့နော်ဒီလိုဥပမာရင်းနဲ့ကြည့်မယ်သူပို့ပြီးတိတာထင်ရှားတယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်လို့ရတယ်ဒီလိုသုံးသပ်လို့ရပြည်တွင်းရေးဆိုရင်တော့ပို့ဆိုးတာပေါ့ဗျာပြည်တွင်းရေးမှာကကိုတိုင်တကို့ တမီတဲ့နေတရေတောက်တဲ့သူတွေကိုတိုင်းရင်သားချင်းချင်းတွေရန်သူလိုတိုက်ခိုက်နေကြပေမဲ့ဒါတွေပြီးသွားတဲ့အခါကျရင်ဩကုဒေတာဖွံ့ဖြိုးရေးကိုတိုင်းပြည်ဖွံ့ဖြိုးရေးဆိုတဲ့ဒီလိုဘလို့ခေါ်မလဲခံယူချက်တွေအောက်မှာတောင်းနေတောင်းအကျိုးစီးပွားတွေတည်ဆောက်ရမယ်ဆွေးနွေးညှိနှိုင်းမှုတွေရှိလာမှာပဲကျွန်တော်ပြောရှိလာမှာပဲအဲ့တော့အဓိကကတော့ဘာလဲဆိုတော့တယောက်နဲ့တယောက်မုန်းဒီတော့မလို့ဘူးလို့တယ်မုန်းဒီတော့ဆိုတော့တယောက်နဲ့တယောက်ဘလို့မှ ဖြေရှင်းလို့မရနိုင်တော့တဲ့အဖြစ်တွေမကျူးလွန်မှုလို့တာပေါ့နော်ဒါမျိုးပေါ့ဟလာဥမာအဖြစ်ထားပါတော့လက်ရှိအနေထားမှာ PDF ဆိုတဲ့အုပ်စုတွေဟာရှင်းထဲမှာစစ်တိုက်နေတာမဟုတ်ဘူးဟလာဒီအေးအေးချမ်းချမ်းနေနေတဲ့လူတွေနော်အေးအေးချမ်းချမ်းနေနေတဲ့လူတွေဒီလူတွေကိုရန်သူဆိုပြီးတော့ပုံတံမျိုးမျိုးနဲ့ပြစ်ခတ်တယ်တိုက်ခိုက်တယ်တပ်ဖြတ်တယ်လက်နက်တရာစုံတရာမရှိတဲ့သူတွေ ဆိုတော့ဒါမျိုးတွေကဘယ်လိုခေါ်မလဲတစ်ချိန်ကျရင်ဘလို့မှဥပဒေအရဖြေလျှော့ပေးလို့မရတဲ့အရာတွေဖြစ်လာနိုင်တယ်ကျွန်တော်လည်းသိတဲ့ဟာလာဒီဟိုနေဟိုတက်ကရာရှိတွေခြေခံစစ်တီသူဘာပြောလဲဆိုတော့ပုတ်ဘူးတဲ့ကော်မင်းနဲ့ကျွန်တော်တို့ကရှေတန်းမှာကအခုကျွန်တော်တို့ drone တွေရှိတယ်ကျွန်တော်မှလည်း drone တွေရှိတယ်သူတို့မှလည်း drone တွေရှိတယ်သူတို့နဲ့ကျွန်တော်တို့နဲ့တယောက်တစ်ယောက်လှမ်းဆဲရင်အောင်ကြားနေရတယ်ဒါပေမဲ့အပေါ်မှာရှိတဲ့ဟာလာကျွန်တော်စစ်စင်ရေးကြီးဆိုတာကြီးမလာသေးဘူး သူတို့နဲ့ကျွန်တော်တို့ကြားမှာရန်သူလိုမဆက်ဆံဘူးကျွန်တော်တယောက်ကြားမှာကျွန်တော်တို့အားလုံးကတာဝန်ရလုပ်ကြနေကြရတာဟိုဘက်ကလည်းဟိုဘက်ကလူတွေတာဝန်ရလုပ်ကြနေဒီဘက်မှလည်းဒီဘက်တာဝန်ရလုပ်ကြနေကြရတယ်ရှိကျွန်တော်တို့အားလုံးကကျောင်းတယောက်ဘယ်တော့မှမတော်မြင်မှုကြတာမဟုတ်ဘူးအဲ့တော့ဟိုကျွန်တော်တို့ကကျောင်းတယောက်ဟိုစစ်ဖြစ်မှသာရန်သူလိုတိုက်ကြခိုက်ကြတာပါတယ်ဒါပေမဲ့ဒီတိုင်းရှိနေတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒရုန်းတွေနဲ့တယောက်တယောက်ဟိုဘက်ကိုငပိကျော်လှမ်းပို့လိုက်မင်းတို့စလိတ်ရှိလားမင်းတို့စလိတ်လှမ်းပို့လိုက်ဒီလိုနေကြတာပါတယ် ဒါပေမဲ့လက်ရှိ PDF တွေရှိလာတဲ့အခါကျမှသာကျွန်တော်တို့ရဟလာစစ်ပွဲဆိုတာစစ်ပွဲတရုတ်တကံမရှိတော့ဘဲနဲ့လက်နက်ကင်ထားတဲ့လူယုံမာတွေကိုတတ်ခဲရတဲ့ပွဲပုံစံဖြစ်သွားတယ်ပေါ့လေသူတာမင်းပြောတယ်တိုင်းသားလက်နက်ကင်နေနဲ့ဟလာကျွန်တော်တို့ဒီဘက်မြန်မာတပ်မတော်နဲ့အများကြီးစစ်တွေတိုက်လာတယ် KNU နဲ့သူတိုက်လာတယ် KIA နဲ့တိုက်လာတယ်မွန်ပြည်သိပါတီနဲ့တိုက်လာတယ်အများကြီးပေါ့ဗျာအများကြီးတိုက်လာကြတယ်ဒါပေမဲ့တယောက်နဲ့တယောက်က စီရင်ပြူပါလို့ရှိကြဒါပေမဲ့တယောက်တယောက်မယုံမှကြဘူးနော်မင်းမယုံမှကြဘူးတာမန်ပြည်သူတွေကိုမထိခိုက်အောင်ရှောင်ရှားတယ်ဒါပေမဲ့လက်ရှိအနေထားမှာလက်ရှိအနေထားမှာဒီ PDF ဆိုတဲ့ NUG ဘာမသိညာမသိမတောက်တခေါက်နဲ့ဟလားခံယူချက်အစစ်မှန်လည်းရှိတာမဟုတ်ဘူးယုံကြည်ချက်အစစ်မှန်လည်းရှိတာမဟုတ်ဘူးတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်ချင်တဲ့လူတွေလည်းမဟုတ်ဘူးဒီလူတွေလက်ထဲမှာလက်နဲ့ရောက်သွားပြီးနောက်ပိုင်းမှာဒေတာတွေကမငြိမ်းချမ်းတော့ဘူးအဲ့ဒီဒေတာမှာရှိတဲ့ဘာသာတရားတွေစာတင်ကြောင်းတွေ အဲ့ဒီဒါမှရှိတဲ့ပြည်သူလူထုတွေနေတူကလောက်ကန်စားသောက်မှုတွေလည်းဘာမှမလုပ်နိုင်တော့ဖြစ်ကုန်ဒီအန်ယူဂျီအုပ်စုတွေအကြောင်းမလို့အဓိကအဖြစ်တော့ပြည်သူလူထုကိုအကာအကွယ်ယူပြီးတော့ခြေရွာတွေမြို့ပြတွေထဲမှာစစ်ပွဲတွေဖန်တီးတယ်နောက်ပြီးတော့အပြစ်မဲ့ပြည်သူလူထုကိုအုံတရံမျိုးမျိုးနဲ့ရန်သူတဖွဲဟုတ်လားလိုက်တက်တယ်ကျွန်တော်ပြောပြမယ် KNU နဲ့ဒီဘက်ကမြမတက်မတော်နဲ့တိုက်ပွဲတွေအပြင်းထန်နေတဲ့အချိန်တုန်းကဆိုလို့ရှိရင်ဘယ်လောက်ထိလဲဆိုရင် စစ်သားတယောက်ပဲဖြစ်ဖြစ်စစ်ဗိုလ်တယောက်ပဲဖြစ်ဖြစ်သူယူနီဖောင်းမဝတ်တော့ဘူးဆိုလို့ရှိရင်ဈေးနဲ့တော့လဲ KNU ကလည်းသိတယ်ဒေါန်ဘိုးဆိုတာသိတယ်ဒါပေမဲ့မလုတ်မလုတ်ကြအောင်မတက်ပြအောင်ဒါတိုက်ပွဲစစ်ပွဲနေရာမဟုတ်အဲ့လိုပဲ KNU ဘက်ကလာတယ်ဈေးလာဝယ်တယ်သူကယူနီဖောင်းမဝတ်ထားလို့စစ်တပ်ဘက်ကလည်းမလုတ်ဘူးဒါစစ်ပွဲနေရာမဟုတ်ဘူးသူတို့သိတယ်ဒါပေမဲ့လက်ရှိအနေအထားမှာ PDF တွေ NUG တွေပေါ်လာပြီးနောက်ပိုင်းမှာအားလုံးဟာတယောက်နဲ့တယောက်ဟလာရီမန်းချက်တွေရည်ရွယ်ချက်တွေနဲ့ဟလာကိုဒေတာဖွံ့ဖြိုးရေး အခုဒေသဒုတဲ့စသည်အဖြစ်ပေါ့ဗျာကိုယ့်ရဲ့ခံယူချက်တွေနဲ့တိုက်ကြတာမဟုတ်တော့ဘဲနဲ့ရုံးမှာရက်ဆက်မှုကလွယ်ပြီးကျန်တာဘာမှမတွေ့ရတော့ဘူးစစ်ပွဲတွေမှာအဲ့တော့ဘာဖြစ်လဲဆိုစာသင်ကျောင်းတွေကိုအကာအကွယ်ယူပြီးတော့တက်မတော်ကိုပြန်တိုက်တယ်ဖုန်ကြီးကျောင်းတွေကိုအကာအကွယ်ယူပြီးတော့ဒီဘက်မှာရှိတဲ့တက်မတော်ကိုပြန်တိုက်တယ်ကျေးရွာတွေတဲကိုအကာအကွယ်ယူပြီးတက်မတော်ကိုပြန်တိုက်တယ်အဲ့တော့တက်မတော်ကိုင်နာတာတွေကနှိမ့်စီပန်းနေမဟုတ်ပန်းပွင့်နေမဟုတ်တနတ်တွေပဲသူ့ကိုပြန်ပြင်းတော့ဘယ်နေရာကြည်တန်လာလာပြန်ပြစ်မှာပဲအဲ့ဒါမျိုးပေါ့အဲ့တော့ ဒါတွေဒီလိုတွေဖြစ်လာလို့ရှိရင်ကျွန်တော်တို့ကခုနပြောသလိုထာဝရယံသူထာဝရမိတ်ဆွေစစ်ပွဲတွေနိုင်ငံရေးပွဲတွေမှာနိုင်ငံရေးပြဿနာတွေမှာထာဝရယံသူထာဝရမိတ်ဆွေမရှိဘူးလို့ပြောနေပေမဲ့ဒါတွေကကိုတိုင်းသူပြည်သားတွေကြားထဲမှာထာဝရယံသူထာဝရမိတ်ဆွေပုံစံမျိုးဖြစ်သွားနိုင်တယ်ဒါတွေကတော့ချွင်းချက်အတိအနေနဲ့အဲ့တော့ကျွန်တော်တို့ကအဓိကပါလဲဆိုတော့ဘယ်နေရာမှာပဲလက်နက်တွေကင်နာကင်နာဘယ်လိုစစ်ပွဲတွေပဲဖြစ်နေဖြစ်နေဘယ်လိုနိုင်ငံရေးပြဿနာတွေပဲဖြစ်နေဖြစ်နေကျွန်တော်တို့ကထာဝရရန်သူထာဝရမိတ်ဆွေ မရှိဘူးထာဝရအကျိုးစီးပွားကိုသာ UTP လုံဆိုင်ကလုံအောင်ကြလက်နက်ကင်ထားတဲ့သူတွေဟာရောက်မှလို့မရဘူးဆိုတော့ကျွန်တော်တို့ကဒါတွေကိုသိစေချင်တယ်